သက်တွေအားလုံးပဲမင်္ဂလာပါရှင် Health Fix ကနေကြိုဆိုလိုက်ပါတယ်ဒီနေ့မှာလဲကျန်းမာရေးဗဟုသုတတွေကိုဝင်မြပေးသွားဖို့ရှိမှာဖြစ်ပါတယ်ရှင် Hi Fix Bar Fix Bar မင်္ဂလာပါအဲ့ဒီနေ့လောင်းလို့ဆွေးနွေးသွားမယ့်အပိုင်းကကြတော့နိုင်ငံရဲ့အခြားမှာ major operation အကြီးစားခွဲစိတ်ကုသမှုခံယူမယ်ဆိုရင်ဘလို့ဆောင်ရွက်ဆောင်ရွက်အချက်တွေရှိမလဲအစအလယ်ဆုံးအဆင်ပြေအောင်လို့ကုသမှုခံယူနိုင်ဖို့အတွက်ဘလို့အချက်တွေလိုအပ်မလဲဆိုတာဆွေးနွေးပါပါဒီတော့ကိုဆိုလို့ရှိရင်တော့ travelpatient.com က medical consultant ဖြစ်တဲ့ Dr. ရှင်းမုံကိုဖိတ်ခေါ်ပြီးတော့ဆွေးနွေးသွားမှာဖြစ်ပါတယ်ရှင် ဒေါက်တာမင်္ဂလာပါမင်္ဂလာပါမလောင်း Hi Fixbot Fixbot လေးမင်္ဂလာပါအားလုံးပဲမင်္ဂလာပါရှင်ကျမတို့ travelvision.com က medical consultant ဒေါက်တာရှင်းမုံဖြစ်ပါတယ်မင်္ဂလာပါဒေါက်တာအချိန်ပေးရတဲ့ကျေးဇူးတင်ပါတယ်ရှင် ဟုတ်ကဲ့ပါဆက်စပ်ပါအဲဒီနေ့ကတော့နိုင်ငံရဲ့ချားမှာခွဲစိတ်မှုပြုလုပ်ဖို့သွားရမယ့်သူတွေပေါ့နော် အကြီးစား major operation တွေခွဲစိတ်မှုတွေပြုလုပ်မယ်ဆိုရင်နိုင်ငံရဲ့ချားကိုသွားပြီးတော့ဒီလိုခွဲစိတ်ရတဲ့အခါဘယ်လိုမျိုးဆောင်ရွက်ဆောင်ရွက်နေရှိမလဲဆိုတော့ဒေါက်တာရှင်းပြပေးပါဟုတ်ကဲ့ပါအခုလိုမျိုးပေါ့နော်နိုင်ငံရေးချမှာတော်ရောက်ပြီးတော့ဒီ major operations တွေပြုလုပ်ပြီးအကြီးစားခွဲစိတ်ကူတော်မှုတွေခံယူမဲ့ဥနာတွေအတွက်ဆောင်ရွက်ဆောင်ရွက်အချက်တွေကိုပြောရမှာဆိုရင်ပထမဆုံးအနေနဲ့ကတော့စေယုံရွေးချယ်တဲ့အခါမှာမှန်ကန်စွာရွေးချယ်ဖို့အတွက်အကြံပေးချင်ပါတယ်အဲဒီလိုမျိုးစေယုံစေကန်ရွေးချယ်တဲ့အခါမှာလည်းမိမိတို့ပြုလုပ်မဲ့ဒီအကြီးစားခွဲစိတ်မှုတွေ တွေအတွက်ကိုကျွမ်းကျင်ပိုင်နိုင်မှုရှိရဲ့ဆရာဝန်တွေရှိရဲ့ဈေးရုံစည်းကမ်းတွေဖြစ်ဖို့အတွက်အရေးကြီးတယ်လို့မျိုးနိုင်ငံကတိမတ်ပြုလက်မှတ်တွေရရှိထားမှုဝန်ဆောင်မှုပိုင်းဆိုင်ရာစိတ်ချမှုအပြင်နိုင်ငံတကာစံချိန်စံကြောနဲ့အညီပိုသက်တန့်စင်ထားမှုတွေရှိမရှိဆိုတဲ့အချက်တွေကိုလည်းထည့်သွင်းစဉ်းစားဖို့အတွက်အရန်အရေးကြီးပါရင်ဖွဲ့စည်းကူတာမှုတွေမပြုလုပ်မီမှာပြည်ရင်းမာရင်ရှိရတဲ့အချိန်မှာပေါ့နော်ကိုယ့်ရဲ့ဒီ medical records တွေကိုဟိုဘက်မှာရှိတဲ့ခွဲစိတ်ကူတာမှုတွေပြုလုပ်ပေးမဲ့ဆရာဝန်တွေစီကိုပေးပို့ထားပြီးတော့ခွဲစိတ်ကူတာမှုကဘယ်လောက်ကြာနိုင်လဲအဲဘယ်လိုကူတာမှုတွေခံရမလဲဆိုတဲ့အချက်တွေကို ကြိုတင်မေးမြန်းဆွေးနွေးထားမယ်ဆိုရင်တော့ပို့ပြီးစိတ်ချနိုင်ပါတယ်ဒီခွေးစိတ်ကူတော်မှုတွေမစတင်ခင်မှာနဲ့ခွေးစိတ်ကူတော်မှုတွေပြီးသွားတဲ့အခါမှာလည်းဘလိုတွေပြုမှုနေထိုင်စားတောက်အောင်လဲဆိုတဲ့အချက်တွေကိုလည်းအကြိုတင်ပြီးတော့ဒီမှာတွေကနေသိအောင်လို့ကြိုတင်မေးမြန်းထားဖို့အတွက်လိုအပ်ပါတယ် ခွဲစိတ်ကုသမှုအကြီးစားတွေပြုလုပ်ထားတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ခွဲစိတ်ကုသမှုပြီးပြင်းချင်းမှာနေရက်ကိုပြင်တာကဒီခွဲစိတ်ကုသမှုပြီးရက်ခါမှာဖြစ်လေရှိတဲ့ complications ဝင်တာတွေကိုပိုပြီးဆိုးရွားစေနိုင်တဲ့အတွက်ကြောင့်မို့လို့ဒီဆောင်းဝင်ညွှန်ကြားထားတဲ့အတိုင်းလုံလုံလောက်လောက်အနားယူပြီးမှပဲနေရက်ကိုပြင်ဖို့အတွက်စတင်တင်ပါတယ် ဒီ major operation တွေပြုလုပ်ပြီးတော့အကြီးစားခွဲစိတ်မှုခံယူမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့တယောက်တည်းသွားတာအတွက်ကိုဒီခီးစဉ်တစ်လျှောက်လုံးမှာမိမိရဲ့စိတ်ချယုံကြည်ရတဲ့မိသားစုဝင်တယောက်ဖြစ်ဖြစ်အဖော်တယောက်ဖြစ်ဖြစ်ပါသွားတာကပိုပြီးတော့ safe ဖြစ်စေရပါတော့နော်တော်တော်လေးပြည့်စုံပါလေအဲ့တော့ဒီနေရာမှာဘာရှိလဲဆိုတော့ခန္ဓာကိုယ်ဘာပဲပြောအတိုင်းအတာတခုတွေတော့ဖွင့်လိုက်တာပေါ့နော်ဖွင့်ပြီးတော့ပြန်ပိတ်ခဲ့အနေထားအကြီးစား operation တွေဖြစ်တဲ့ခါကျတော့ပြန်ရောက်လာပြီးဆက်နေရမယ့် lifestyle ကတော်တော်လေးဂရုစိုက်မှရမယ်လို့ထင်ပါတယ်အဲ့တော့ပြန်လာပြီးရဲ့နောက်ပိုင်းမှာပြုလုပ်ရမယ့်အခန်းကဏ္ဍမှာရောဘာတွေသတိထားဖို့ရှိမလဲဟုတ်ကဲ့ပါဒီခွဲစိတ် ထားတဲ့အနာကြီးရယ်ဆိုလို့ရှိရင်ဒီချုပ်ရိုးတွေကောင်းကောင်းကျက်ဖို့အတွက်ကိုအနာပိုးမှုဝင်ဖို့အတွက်ကိုပေါ့နော်အတေချာလေးဂယူးဆိုင်ပြီးတော့ဆံဝင်ညွှန်ကြားချက်အတိုင်းကိုလိုက်နာဆောင်ရရမှာဖြစ်တဲ့အပြင်ကိုအနောက်ပြီးတော့ဒီခွဲစိတ်ကုသမှုပြီးရတဲ့အခါမှာဘယ်လောက်ချိန်အတိုင်းတာကြတဲ့အခါမှာ follow up တွေပြင်ပြရမလဲအဘလို့ဆံဝင်နေနဲ့ထပ်ပြီးတော့ဆွေးနွေးရမလဲဆိုတာတွေကိုလည်းတခါတည်းချုပ်တင်သိထားဖို့အတွက်ကိုခွဲစိတ်မှုမစခင်လေးကအဆံဝင်တယောက်နဲ့တေချာလေးဆွေးနွေးမိမြန်းထားမယ်ဆိုရင်တော့ပို့ပြီးစင်ပြေမှာဖြစ်ပါရဲ့ရှင် ဟုတ်ကဲ့ပါအဲ့တော့ဒေါက်တာရဲ့ travelpatient.com ကရောဒီလိုမျိုးအကြီးစားခွဲစိတ်ကုသမှုတွေနိုင်ငံခြားမှာသွားလုပ်မဲ့ patient တွေအတွက်ဘယ်လိုဝန်ဆောင်မှုတွေပေးအောင်လဲဟုတ်ကဲ့ပါ travelpatient.com ရဲ့ဒီဆောင်ပုံအတိုင်းပေါ့နော် we direct you to the right place for your health ဆိုတဲ့ဆောင်ပုံအတိုင်းအဲကျွန်တော်တို့ travelpatient.com ကရောကျန်းမာရေးခီးစဉ်တစ်လျှောက်လုံးအစအနေအဆုံးတိုင်းကိုလိုအပ်တဲ့ကျန်းမာရေးဝန်ဆောင်မှုတွေအားလုံးကိုအဲဒီခမဲ့ဝန်ဆောင်မှုတွေပေးနေတာဖြစ်တဲ့အတွက်ကြောင့်မို့လို့အဲဒီခီးစဉ်တစ်လျှောက်လုံးမှာအဆင်ပြေပြေနဲ့သွားလာပြီးတော့စိတ်ကုသမှုခံယူနိုင်မှာပဲဖြစ်ပါတယ် ဟုတ်ကဲ့ပါဒေါက်တာဒါဆိုရင် travelpatient.com ရဲ့ဆက်သွယ်ပို့လိပ်စာလေးပြောပြပါ ဟုတ်ကဲ့ပါ travelpatient.com မှာလာရောက်ပြီးတော့ကျန်းမာရေးဝန်ဆောင်မှုတွေအကြောင်းကိုလူကိုယ်တိုင်လာရောက်မြင်းမြန်းရှင်နေဆိုလို့ရှိရင်တော့လိပ်စာလေးက23မြင်းဆောင် 5C 3မြင်းလာရေးတာလန်9ရက်ကွယ်ရန်ကင်းမြို့နဲ့ရန်ကုန်မြို့မှာရှိပါတယ်ဖုန်းနံပါတ်လေးကတော့3996 112640ဖြစ်ပါရဲ့ရှင်ဟုတ်ကဲ့ပါအခုလိုမျိုးအချိန်ပေးပြီးပြောကြပေးရတဲ့ဒေါက်တာကျေးဇူးတင်ပါတယ်ရှင်ဟုတ်ကဲ့ကျေးဇူးများကြီးတင်ပါတယ်မလာဝင်ဟုတ်ကဲ့ပါအဲ့အခုဆိုလို့ရှိရင်တော့ဒီဒေါက်တာရှင်းမွန်ကနေပြီးတော့ travelpatient.com အနေနဲ့နိုင်ငံရေးသားမှာစေကူးသားမှုခံယူမဲ့အကြီးစား operation ပြုလုပ်မဲ့သူတွေအတွက်ကိုပေးနိုင်တဲ့ဝန်ဆောင်မှုတွေအကြောင်းလဲရှင်းလင်းပေးသွား ွားဖြစ်တဲ့အတွက်ကြောင့်မို့လို့ကိုယ့်ရဲ့ကျန်းမာရေးအတွက်အကောင်းဆုံးရွေးချယ်မှုတစ်ခုပရိသတ်တွေပြုလုပ်နိုင်ဖို့အတွက် travelpatient.com ရဲ့ service တွေကိုဒါပြပြရင်းနဲ့တိုက်တွန်းလိုက်ပါရရှင်ဒီနေ့မှာတော့လောင်းတွေ health fix အစီအစဉ်အားဒီလောင်းတွေပဲနှုတ်ဆက်လိုက်ချင်ပါတယ်နောက်နေ့မှာလည်းမတူညီတဲ့အကြောင်းအရာတွေကိုဆွေးနွေးပေးတော့အောင်မှာဖြစ်ပါရရှင် bye bye ခုပြသသွားတဲ့ Healthfix အစီအစဉ်ကိုပြန်လည်ကြည့်ရှုမယ်ဆိုရင်တော့ Pyeongplay application မှာကြည့်ရှုလို့ရတဲ့အပြင် Pyeongplay YouTube မှာလည်းကြည့်လို့ရတဲ့အကြောင်းသတင်းကောင်းပါချင်ပါတယ်။ပရိသတ်တွေအတွက်ကျန်းမာရေးပိုင်းဆိုင်ရာအကြောင်းအရာတွေကိုအမြဲတမ်းတင်ဆက်ပေးသွားမယ် Healthfix အစီအစဉ်